ယခုကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာဇေဦးရရေးသားသောစိုးတဲ့အမေဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ခင်ဗျာစိုးတဲ့အမေရှင်နာကဇေယကြရင်တော့ခဏနားကြအောင်ဆိုရဲ့အမညမဖြစ်သူစကားကိုကြားမှနားဖို့တတိယတီစိတ်အဟုန်ကြောင့်သာဇောကတန်နေမိသည်လူလဲပင်မနေပြီမနက်ကလေးကမနာစတန်းလမ်းလျှောက်လာခဲ့ရသောခြေထောက်တို့သည်ခွေရင်ချင်းချင်း ဇယက်ပေါ်မှာခဏနားပြကြသည် မောပန်းမှုနှင့်အတူဆို့လာသောချွေးဆက်တွေကိုခေါင်းမှာပေါင်းထားသောတပတ်ဖြုတ်ပြီးတုတ်သည်မွန်းတဲ့နေသည် ပူပူလောင်လောင်မနှက်စာစားချိန်ကျော်လွန်လာခဲ့ပေမဲ့လိုလိုမဲမဲထဲ့လာခဲ့သော ထမင်းချန်ကိုယခုထိမတုတ်မထီရသည် စားချိန်စိတ်ကလည်းမရှိဘဲစီဘဲဝဲမှန်းမတည်သော အရက်ဒေသတစ်ခုသို့မိဘများစကားရအတိုင်းသာလာခဲ့ရသည်ယခုထိလိုရင်းကိုမရောက်နိုင်သည် လမ်းတွေ့သည်။လူတွေကို ကြားသိရွာအကြောင်းမေ့ကြည့်တော့တချို့ကဝေဝေဝါဝါတချို့ကလည်းမသိတယ်လို့သိတယ်လို့ဖြေကြသည်တိတိကျကျဖြေနိုင်သူကနေပါသည်မန်းကြီးရန်ကြီးဖြင့်လာခဲ့ရသောခရီးကဘယ်ရောက်လို့ဘယ်ပေါက်ခဲ့မှမသိတော့ထန်ကြီးတလုံးကိုအသာဝါချီပြီး ရေနဲ့မျှော့ချတော့အမောတွေတက်တာသွားတယ်အောင်ဇောတားဇောကြောင့်သာလာခဲ့ရပေမဲ့90ဆိုသောအသက်အရွယ်တွင် ခန္ဓာသည်မောပန်းခြင်းကို အလွယ်တကူသိစေခဲ့ပြီဝိုင်းရစတိတာဒုက္ခပိလတိတာစိတ်နာရသည် အဖေအဖေမမ်းမသိအမေအမေမမ်းမသိထင်ရဆိုင်သွားတော်တာတွေ့ရင်တော့အကြောင်းသိရသေးတာပေါ့ဟုတိထားမိသည်နင်းကိုလွမ်းလို့လာတွေ့တာမဟုတ်ဘူးငါအမေကနှစ်ထပ်ပိုပြီးစိတ်ပြက်တယ်ဆိုတာကို ပြောမလို့လိုက်လာတာဟု တွေ့ရင်တက်ပြင်းကိုခလေးလေးချသည် တမီးပေါင်တယောက်ထွန်းတားဦးမို့အချစ်ပူရသည့်ဒီသားလေးကငယ်စဉ်ကတည်းကဆိုးလာသည်ဆုံးလာသည်သူမို့ထိမ့်မနိုင်သိမ့်မနိုင်လောက်အောင်အဆအနောက်တန်လာသည်အရေးတဲ့ဦးလေးလူပြိုပေါက်တွင်မြောက်စားမှုကြောင့်ပိုဆိုးသည်သူမွေသည်။ပယောကကြောင့်လာရောက်တိုင်ကြားသည်။အတိုင်အတော်တွေကလည်းနေ့စဉ်နဲ့အမျှဖြစ်ရှင်းနေရတတ်သည်သူကလည်းစနေသမီးနေတဲ့ရေထဲမှာမွေးသူမို့သူ့ဒေါသကလည်းထိကနေဆိုငယ်ရိတ်တက်ဆောင်တတ်လေသည် ်ငယ်စဉ်ကတည်းကဒုတ်ကင်ဆုံးမတတ်တော့သူ့အကျင့်ကြောင့်တားကြောပြင်တားတင်မတို့မှာအရှိုးရာတွေထက်နေတော့လေဒင်းကတော့မအေကိုကြောက်ရကောင်းမှတိတ်မသိနောက်ထပ်တားသမီးတွေမွေးလာသည့်အထိဒင်းကစိုးကောင်းတော့အစအနောက်ကောင်းနေတော့ရိုက်နေရတော့တခါတရံလဲအတားအယာရိုက်မိပေမဲ့စိတ်တူလာရင်ဒေါသအလျောက်နာနာချင်းချင်းရိုက်မိတတ်သည်တခါသားကသူ့ထမဲချက်သည့်နေရာသို့တားငယ်လာစော့သည် အမေဟိုစကျင်နေသောတားငယ်သည်ဘေးမတိရံမတိချက်လက်ဆဟင်းခွက်တဲသို့စားရအများကြီးထည့်ပြီးပြေးသည်ဖြင့်စိတ်တူတူနှင့်မိဘကမိစာတူနှင့်ကောက်ပေါက်လိုက်မိသည်တားချေတလုံးမှမိလောင်တန်ရာကယခုအချိန်ထိအနယွတ်ထင်ခဲ့သည်ဒေါသကြောင့်တုတ်ပြန်မိတော်လဲဒေါသပြီတော့ငဲ့ရီဖြန်ဖြန်ကြရသည်ယင်ထုမနာဖြစ်ရပြန်သည်စေကျော်သားအရွယ်တားငယ်ကိုငုံငုံရဲရဲနှင့်တောင်းပန်ဖြစ်သည် ငါအကြောင်းကိုတိလျက်နဲ့နင်ဘကြောင့်စိုးနေရတာတို့လို့ဆိုတော့တားငယ်ကသူ့မေးစေကိုအตาကန်ပြီးအမေကိုချစ်လို့စတာပါဗျကျုပ်ကမစိုးပါဘူးတဲ့မီးလောင်ဒဏ်ရာနဲ့တားငယ်ကနောက်နေ့တွေမှာအစော့မပြက်အစားမပြက်ပေမဲ့အမေဖြစ်သူသူကတော့တပတ်လောက်ထမင်းမစားနိုင်တော့အောင် စိတ်မကောင်းချင်းကြီးစွာဖြစ်ရသည်မှတ်မှတ်ရရတကယ့်ကိုအမှတ်ရမိလောက်အောင် စိတ်နာကြီးရလောက်အောင်အဖြစ်အပျက်တစ်ခုကတားလူပြိုပေါက်အရွယ်မှာပေါ်လာခဲ့သည်ထိုနေ့ကသူသည်စပားရိပ်ရာမှပြန်လာကားစအချိန်ဖြစ်သည်ဇပလုံးရွေးနေသည့်ညမငယ်ကိုစကျင်နောက်ကျင်သောတားငယ်သည်ညမငယ်အလစ်မှာစံပန်းထဲသို့ရွေးပြီးသားဇပလုံးတွေပြန်ထည့်ပြလိုက်သည်စဘာရဲ့ရမမောမောပန်းပန်းနဲ့ပြန်လာတော့သူ့ကိုတမင်းငယ်ကငိုကားရဲကဖြင့်တိုင်တန်းလာတော့အခါတွင် ထေကနေဆိုစိတ်တူတဲ့သောသူတော်သားကိုမထိန်နိုင်ခဲ့ရဲနေသောတန်းငယ်သည်မအိတ်တော်သားကိုမြင်တော့ပြင်းမြောင်ပြင်းသည်ဒါကိုတွေးတော့သူခါရက်မှာထိုးထားသောဒဇင်ဖြင့်တန်းငယ်ကိုလှမ်းပစ်လိုက်သည်အိုးပြန်မတွေးချင်းပြန်တွေးမိတိုင်းရင်နာရသည် ဖြေမစင်နိုင်ဖြစ်ရသည်အိမ်မဆိုးတစ်ခုပမာနှစ်ရှည်လများသူ့ကို၆လနေခဲ့သောအဖြစ်အပျက်တွေးတွေကတစက်စက်ယိုစီးလျက် အံ့ဩထိတ်လန့်နေသောတားငယ်သည်ခြေထောက်မှစိုက်ဝင်နေသောဒဇင်ကို အလန့်တကြားကြည့်နေလျက်ကြောင်းလန့်မှုကြောင့်တားငယ်သည်အတံမထွက်နိုင် စူးစူးဝါးဝါးအော်လိုက်သောတမီးငယ်အတံကြောင့်လူတွေအပြေးအလွှားရောက်လာကြချိန်မှာတော့တားငယ်သည်ကြောင်းလန့်မှုနှင့်တတိလစ်ခဲလေပြီ သူဟာရောဂျိုးကောင်လေးမှတ်ပလားဟဲ့အင်းနောက်လှုပ်ချင်အောင်ဟဲ့စကြင်အောင်ဟဲ့ဖြင့်ဒေါသတွေမပြေနိုင်ခဲ့ပြီ အမေတယောက်ပေမဲ့မထိန်နိုင်မသိမ့်နိုင်ထွက်လာသောဒေါသတွေက သူ့အာယုံတွေကို မောင်းမားစေခဲ့သည်သူ့အတိတ်တွေကိုလွတ်စေခဲ့သည်တားငယ်ဆေးရုံတက်နေစဉ်ကာလတလျှောက်လုံးသူမလိုက်ဖြစ်သူ့ကိုမြင်ရင်တော့တားလေးကကြောက်ရွံ့တော့မြည်ဟုတွေးမိသည်တွေးဝေမိသည်တားငယ်ဆေးရုံကဆင်းလာတော့သူတွေးသည့်အတွေးကမှန်ကန်နေကြောင်းကိုတွေ့လိုက်ရသည်အခါတိုင်းသူစိတ်ပြေတာကိုမြင်ရင်သူ့ပခုံးကိုဆွဲလျက် တားကချစ်လို့စတာကိုအမေကလည်းဟုလာချော့နေကြတားငယ်တီယခုအခါမှာတော့သူ့ကိုမြင်ရင်ခန္ဓာကိုယ်ကစက်ခနဲတုံသွားတတ်လေတီအနာသွားမိလေအလိုလိုဝိုင်းကျယ်ပြုဆက်လာတဲ့တော့တားငယ်မျက်ဝန်းတွေကနေတတ်เสียမရှိအောင်သူ့ကိုကြောက်လန့်နေကြအောင်တက်တီပြုပေးလေတီထိုအချိန်မှစ၍တားငယ်နှင့်သူကြားတွင် ခေဖြောက်ရန်မရနိုင်တော့အောင်အရေးစိုးတစ်ခုကန့်ညှိတွေ့ခဲ့လေသည် တားငယ်သည်သူ့အနာမကတ်တော့ပင်စီကကြွေကျသွားသောတိရွက်တစ်ခုပမာလေနေရလို့သာရိမ့်တော့သည်အခါတိုင်းကြမ်းနေကြဆဲလဲတန်ချိုချိုသည်ပျောက်ခဲ့လေသည်လမ်းလျှောက်လင်းထော်နေထော်နေနှင့်ရှောက်နေရသောတားငယ်ကို တွေ့တော့ဝမ်းနည်းမှုနှင့်အတူမချစ်တင်ခဲ့ဖြစ်မှုကနေစဲစည်းရင်မလင်းသလိုပူလောင်ရသည်ညီအေးကိုသားသမီးအရင်ကောင်များလှုပ်ရက်တဲ့အမှားရဲ့တော်ဆိုတော့ စကားတံများကြားမြို့သိပ်ထားခဲ့ရသော နောင်တတရားတို့ကရင်နှစ်မဆန့်ခြင်း။တားငယ်အိယာဘေးမှာသူမတိအောင်ခိုးကြည့်ရင် ကြာစင်းခဲ့ရသော မျက်ရည်တို့သည် ပင်လေရီပမာကုန်ခန်းနိုင်ရမထင်တော့လောက်အောင်။တားကຫນွေချောင်းပင်ရံမှာကိုရင်ဝှစ်ချင်လို့တဲ့အဲ့ဒါအမေကိုမပြောရဲလို့တဲ့တရက်မှာယောက်ျားဖြစ်သူကဆိုလာသောစကားကိုကြားတော့ယဉ်နေရသည် တားငယ်သည်သူ့ကိုဘာမှမပူစားတော့တခုခုလိုအပ်လာလျင်ဖအေကိုသာပြောလေရှိတော့သည်တားသည်အမေကိုရှောင်ဖယ်ယုံမြမကစကားတောင်မဟာတော့ပြီကောခံစားလာရသောစိတ်တော်ကနှင့်အတူဝဲတက်လာသည့်မျက်ရည်စားတို့ကို အသာထင်းရင်ထက်ဆက်ဆက်ပြန်ပြောလိုက်သည်ဝီးလို့ဝစ်ပါလို့တတလုံးပြန်မထွက်ခင်နဲ့လို့ကြုံလဲဝစ်ကြွတာပဲလို့ပြောလိုက် တကယ်လဲသားငယ်ကကိုရင်ဝတ်သွားခဲ့လေသည်အမေလူမိုင်းမကြီးသူ့ကိုတော့မဝတ်ခင်မှာကတော့သွားသေးသည်စိတ်နာနာနဲ့ဘာစုမှမပေးမိထိုအစားပြန်မလာနဲ့ပြန်မလာလေအေးလီဟုတ်တာစုပေးလိုက်မိသည် အမိုင်းမကြီးမစုံနိုင်သော အမိုက်တရားတွေကိုသားငယ်တီရှောင်ခွာခဲ့လေပြီအမေကိုပြန်မကြည့်တော့စွန့်ခံလာလင်တောင်အမေကိုမကြည့်လူသည်မဆွမ်းကိုသာအာယုံပြုလေသည် မင်းနိုင်ပါမှ စကားပြန်ရသည်ကျောင်းတို့ဥပုံဆောင်လာတာမြင်လင်တောင်းအဝေးကနေရှောင်သွားတတ်သောတားကိုမြင်လျင်စနေသမီးအမေကတွေးတက်ရလေသည်။နောက်မမေးပြစ်တော့တားငယ်စိတ်အနှောက်အယှက်ကင်းအောင် ကိုကဥအောင်ရှောင်ပြစ်သည်။ဖရားရိတ်တရားရိတ်မှာတားငယ်စိတ်ထဲကနာကျင်မှုတွေပြောက်လာကောင်းမရဲ့။သူ့အပေါ်ခွဲ့လွတ်နိုင်လာကောင်းမရဲ့စိတ်အတွင်းနှင့်မရောက်သေးသောအနာဂတ်ကိုစေးရောင်လှလှချဲချင်းမိသည်။ အကောင်းဘက်ကမျောမိသည်သို့တော်မိမိအိမ်ကိုစွန့်ငံကြွမလာတာတပတ်ဆယ်ရက်မြကြာသောအချိန်မှာတော့သူ့သားငယ်ကိုတွေ့ကျင်လာမိသည်နေများမကောင်းလို့လေလားအတွေ့ဖြင့်ဘုံကြီးကြောင်းတွားကြည့်ဖို့သားငယ်အဖေကိုအဖော်ခေါ်တော့မှအကြောင်းရင်းကိုသိရသည်ဒီတော့ဒေါသကထွက်ရပြန်သည်သားငယ်သည်လူမထွက်ချင်တော့တဲ့စာတင်ကိုယ်တော်ဖြစ်ရန်အတွက်မြို့ကစာတင်တဲ့တစ်ခုကိုတွားပြီးတယ် အမေတားမှာဆို၍မပြောပါနဲ့လို့ဖေကိုမှားလိုက်တဲ့ရံပုံမိကြလောင်မြတ်ရသောဒေါသတွေအောက်မှာ နာကျင်မှုတို့ကိုအတိုင်းအဆမရှိငါလက်ကလွတ်အောင်ပြေးတာပေါ့လေအေးပြေးပြေးမိခင်မေဆိုတဲ့ငါကလည်းဘူးဆိုဖယုံမတိဘူးနင့်ကိုလွမ်းရင်နောက်တယောက်ထက်မွေးပြစ်လိုက်မယ်လွမ်းစရာရှိရင်နာရာနဲ့ပဲဖြေမယ်စိတ်တိုင်းကြတာနေဟေးလို့ပောက်ကွဲမိတော့တည် လွမ်းနာကိုနာတာနဲ့ဖြည့်ဆူပေမဲ့ရင်မာလွယ်သောသားဆိုတော့တကယ်တမ်းမလွမ်းမဲလဲမနေနိုင်လွမ်းမိတော့လဲနာခဲ့ရတည်ကြည်အမအမမောပန်းမှုတွေကြားမှာမိကနေဖြစ်သွားမိသည်ညမဖြစ်သူကနှိုးမအတိတ်တွေတဲ့အိတ်ဆက်နေသောအတွေးတွေကပြစ်စုံပန်စီပြန်လည်လာသည်မဒီကလေးမနေရောက်ကကြားတေရွာကတဲ့အမရဲ့အချိုးအချောင်းမိကြည့်အောင်လို့အမကိုနှိုးလိုက်တာ မြေလုံးအဖွဲ့မှာအသက်20ကျော်ခန့်မိန်းကလေးငယ်၂ယောက်စောစောတုန်းကတော့ဇရက်ပေါ်မှာဒီကလေးမတွေမရှိသေးသူမိကနေအိပ်ပျော်သားသောအချိန်တွင်ရောက်လာတာဖြစ်မည် ကြားတေရွာဆိုသောအတန်ကြားတော့မင်းစင်းနေသောမျက်လုံးတို့ကပြုချိန်လာခဲ့သည်ကြားတေရွာเจ้าကเจ้าနိုင်ဖုန်ကြီးမမြဲဘူးကျောင်းထိုင်ပြီးတနစ်ကျော်ရင်ပြန်လည်တော်မူရတာ၃မှ၁၀ရက်ရှိလာတော့နောက်ထပ်ဘယ်ဖုန်းကြီးကမှကျောင်းမထိုင်ရဲကြဘူ အရဲစကားကတော့အတော်ရဲ့အရင်ဖုန်းကြီးကကြောက်မှတရေကြီးဖြစ်နေတာတဲ့သူကသူ့ကြောက်လာထိုင်တာကိုမကြိုက်လို့လောက်တာလို့ပြောကြတာပေါ့တကယ်တော့သူ့ယောဂာနဲ့သူပြလုံတော်မူကြတာပါအဲ့ဒါနဲ့ပဲဖုန်းကြီးဆက်ပြက်နေတာ၃လနှစ်ရှိပြီဒါနဲ့မြို့ကစာတင်တိုက်ကို တက်ပြီးကြောက်နိုင်ဖုန်းကြီးပေးဖို့တိုက်ုပ်ဖုန်းကြီးကိုရှောက်တော့တိုက်ုပ်ဖုန်းကြီးကသူ့ဘေးကဦးစင်တပါးကို မေးတယ်ဘယ်နဲ့တော့မောင်စနကမောင်ပစင်လိုက်တော်မလား မပြောတော့ပြန်လာဖို့ကွာဆိုတော့အဲ့ဒီဥပစင်ကတင်ငန့်ကောက်ယုံပြီးတခါတည်းလိုက်လာတာတဲ့အတော်ရဲ့ပြုံးပြော်နေဟန်တငယ်မစကားကြတော့အမောပြေကစားရင်တော်ထိတ်ခနဲတုံမိသွားရဲ့ဖះဖះငါလိုက်လာမိတာတော်ပါသေးရဲ့လားဒီသားတော့ဘေးမမြင်ဘီမမြင်နဲ့မဖြစ်ဘူးမဖြစ်ဘူးဘလို့မှခေါ်မရရင်တင်ငန့်မလို့ဆွဲချွတ်ပြီးအတင်းခေါ်ရမှာပဲအဲ့ဒီကြောက်မှာတော့ဘလို့မှကြောက်ထိုင်ခိုင်းလို့မဖြစ်ဘူး အတွင်းနဲ့အတူပူလာသောရင်အစုံကတုံညင်းတယ်လို့လို့အခုကျုပ်တို့တရွာလုံးပျော်နေရတာတော်ရဲ့အခါတိုင်းတာရေးနာရေးရှိတိုင်းသူများရောက်က ဖုန်ကြီးကိုပြေးပင်ကြရတာအခုကိုเจ้าနဲ့ကိုဖုန်ကြီးနဲ့ဆိုတော့မျက်နှာမငယ်ရတော့ဘူးပေါ့တော့เจ้าနိုင်စီကတော့အစ်စ်ကစားတင်သားဆိုပြီးတရားဟောတော့အတော်ကောင်းဆိုပဲဖုန်ကြီးငတ်နေတာကြားပြီးဆိုတော့เจ้าတင်ပွဲကိုအကြီးအကျယ်ကျင်းပါကြတာမန္တလေးဇက်25ပြီးဇက်ပြိုင်ကြရမှာ ကျောင်းတင်ပွဲကဒီနေ့အဝင်လေဝမ်းသာအားရပြောနေတဲ့တငယ်မနဲ့စန့်ကျင်ဘက်သူ့စိတ်ထဲမှာတော့စိုးရိမ်ပူပန်ကြီးစိတ်ကအလုံးစုံနေလို့တက်လာသည်ပြေနေသောခေါင်းပေါင်းတောင်ပြန်ပတ်ဖို့တတိမရဇရက်ပေါ်ကနေအောက်ကိုဘလို့ရောက်လာမှလည်းမသိတော့လုံကြီးကိုတူတူပြင်ဝင်လိုက်ပြီးစီထားသောညက်ဖနက်ကိုချုပ်ပြီးခါးချထိုးလိုက်မိသည်အလန့်တကြားသူ့ပုံစံကိုမြင်တော့ကလေးမလေးနှစ်ယောက်ကထိတ်ထိတ်ပြပြဖြစ်သွားဟန် လာဟင်မိခင်ပြေငါတို့နောက်ကျလို့မဖြစ်ဘူးတွားကြစို့ဟဲ့မမြန်နောက်ကျလို့ကတော့ကိုကျိုးနှဲတော့မယ်ဒီနေ့ကိုရအောင်ပြန်ခေါ်ရမယ်ရွာထိန်းနှအရောက်လော့စပီကာဖွင့်တန်ကြားလိုက်တော့သူ့ရင်ထဲမှာဝမ်းနဲ့စိတ်ကလှိုက်ခနဲတက်လာခဲ့လေသည်လောက်ရက်တဲမောင်မစင်အကျိုးလဲမပြောအကြောင်းလဲမကြားဆွေပြက်မျိုးပြက်တန်ရောစင်ပြက်ဖုတ်ဖက်ခါပြီးလိုက်သွားတဲ့ မမြင်ရတာကြတော့မနေနိုင်လို့တင်ကန်းလှရင်ဆိုပြီးစာတင်တိုက်ကိုလိုက်သွားမိလို့သာပေါ့တိုက်ဟုတ်ဘုံကြီးမင်းလို့အကျိုးအကြောင်းသိရတော့အိမ်တောင်မပြန်ပြစ်ပဲညမနှစ်ယောက်ပြူးပြူးပြပြနဲ့အပြေးလိုက်လာကြတာတိုက်ဟုတ်ဆရာတော်ကအဆောင်ထည့်ပေးလိုက်မယ်နေကြအောင်လို့တားတာတောင်လှည့်မကြည့်ခဲ့ဘူးလှည့်တာမကြည့်ခဲ့ကြပေမဲ့ကြားတေဆိုတဲ့ရွာကဘယ်အရက်ဘယ်ဒေသမှာရှိမှန်းသူတို့ကိုယ်တိုင်လည်းမသိဘူး တိုင်းဟုတ်ဘုံကြီးကိုယ်တိုင်လည်းနေရာကိုအတိအကျမှညွန်နိုင်ဗဇက်ပါရွာရောက်တာပဲဆိုတဲ့အတွင်းနဲ့အတန်ကြားတဲ့အရက်ကြားတေရွာရှိတဲ့အရက်ဆိုပြီးမှန်းလာလိုက်ကြတာအခုတော့ရောက်လို့နေပါပေါ့ရွာထိပ်ကိုရောက်တော့လူအုပ်ကြီးတအုပ်နှက်ချေတွယ်လောင်းတငယ်နှစားအရွယ်ကနေမိစာကုံစီခန့်နေတဲ့အရွယ်အထိနေတာမဟုတ်သူတို့လာတာကိုမြင်တော့အားလုံးကလှုပ်လို့ရွာရွာ ဖုန်ကြီးမေတော်နဲ့ယဟန်အမလိုက်လာတာဆိုလို့လာကြိုကြတာဟုစီးပြောတော့သူအားအသင်ရသည်စောစောကတငယ်မလေးမယောက်ထဲမှတယောက်ကိုပြိသက်ထဲမှမြင်လိုက်မှသဘောပေါက်မိသည်ထိုကလေးမှသည် ရှေ့မှအရင်သွားနှင်ပြီးရွာကိုအကြောင်းကြားထားဟန်ပြိသက်ကြားမှာတားငယ်မောင်မစင်းကိုမမြင်ပွဲအတွက်ရာလူကြီးတွေနဲ့စကားပြောနေကြသည်တဲ့ဩခရီးအဝေးကနေလာတာတောင် မအေးကိုမကြိုနိုင်ရှာလောက်အောင်ဒင်းတော့နေနေအောင်ပေါ့စိတ်ကိုအောင်းအီးထားရပေမဲ့ဒေါသတွေကရှေ့တန်းသို့ရောက်စပြုတ်နေပြီကျောင်းဝင်းထဲမှာမန်တက်ကြီးကဟီးထနေသည်မန်တက်အလဲမှာတော့တက်ကြီးတစ်ဖွဲနဲ့တောင်းမောင်ပစင်အမေနဲ့အဒေါ်လာလာကိုမြင်တော့ဝမ်းသာအံ့ဩနေသည်ပုံတားငယ်ကိုမြင်လိုက်တော့လှိုက်တက်လာသောဝမ်းနှဲစိတ်ကချုံးအုပ်မရခေါင်းမော်ရွက်လာသောသင်္ကန်းတုပ်ကို ဖုတ်ခနဲလွှတ်ချသည် လူအုပ်ကြတဲ့အတင်းပြေးဝင်ပြီးမောင်မစင်းစီအပြေးသွားတွေ့တော့လူတွေက အလန့်တကြားလမ်းဖယ်ပေးသည်မောင်မစင်းစီတို့အရောက်မှာတော့တင်ကန်းကိုဆွဲသည်စကားကချက်ချင်းမထွက်မြို့သိခေရသည်။နောင်တတရားတို့ကမျက်ရည်အဖြစ်အရင်စီးသည်ဒေါသမောဟတွေကြားမှာလောင်ပိတ်ခဲ့သောတန်ရောစင်တို့ကစကလုံးအဖြစ်ဒလဟောစီးသည်မောင်မစင်းကတော့ပျော်နေတဲ့ပေါ့ဟုတ်စက်ကျောက်အမေအိုးကြီးကို အမုံးတွေအာဃာတတွေထားပြီးကျုပ်အဝေးမှာထင်းတယ်လို့လုပ်နေရတာကိုပြောနေတာပေါ့ဖေရကျုပ်မှာတော့ငါသားလေးစိတ်ပြင်းပြန်လာမှာဟဲဆိုပြီးတရက်အိမ်ပြန်လာနိုးတရက်ပြန်လာနိုးနဲ့လေပင်းတောင်ရှိအောင်မျောလိုက်ရတဲ့အမျောမောင်မစင်းကတော့ကျုပ်ကိုဖုတ်နေတဲ့ငပိရှိတယ်လို့မထင်တစ်စိန်ချိုးချိုးရတယ်ပေါ့ဖေရအမေအရင်မှာမောင်မစင်းရဲ့အမေအရင်မှာဖေရကျောင်းရင်မှာ6လလွယ်10လလွယ်မွေးခဲ့ရတဲ့တာအရင်မှာ ကျုပ်စိတ်ဆိုးလို့လုံတုံခဏပေါ့မောင်ပစင်းအနာတေးရပါတယ်လို့ကျုပ်စိတ်အနာကလည်းတေးရပါတာပါပဲဖေကျုပ်မှာတော့နောင်တတွေနဲ့ကြက်လိုက်ရတဲ့မျက်ရည်ဆိုတာလူမြင်မှမခံဝင့်တားကိုရန်သူလိုသဘောထားတဲ့မိမလို့ဆွဆွဲလာတယ်မြကျုပ်ဘာပြန်ပြောဝင်လို့တော့ကို့အပြင်နဲ့ကိုမို့ဘု து မှလည်းနှုတ်မလန်ရဲဘူးဝိတ်တခုလို့အောင်းဤနေခဲ့ရတာပါဖေလူတွေကရုတ်ရုတ်တဲတဲ့ ်ဆွဲသူကဆွဲသည် တိမ့်သည့်လူကတိမ့်သည် ထိမ့်သည့်လူကထိမ့်သည်ထိုင်မအောင်ထပါအောင်ပြောသည့်စကားတို့ကသူ့နားသို့မဝင်လေပြီစကားတို့ကိုရေပတ်မဝင်အောင်ရှောက်နေသည့်ကြားကမောင်မစင်းသင်္ကန်းစားကိုလည်းမလွတ်စတန်းဆွဲထားသည်မေတော်ကြီးမငုံနဲ့လေအခုမှခရီးရောက်မဆိုင်ပင်မနေတာနားပါဦးပြီးမှအေးအေးဆေးဆေးပြောပါမအေးစင်းနိုင်ဘူး ဒီเจ้าကိုမောင်မစင်းလက်မခံရဘူးအခုပြန်လိုက်ခဲ့တပည့်တော်မကိုတနာရင်ပြန်လိုက်ခဲ့ပါဖေယမောင်မစင်းပြန်မလိုက်ရင်တပည့်တော်မကတော့ဒီနေရာကဘဲမှမရွှေ့ဘူးပြန်လိုက်ခဲ့ဆိုတော့သူစကားကိုကြားတော့ပရိသတ်ကလှုပ်လှရှားရှားဖြစ်ကုန်သည်သူကတော့ပရိသတ်ကိုအာယုံမဆိုင်နိုင်မျက်စိမှိတ်လိုက်ရင်ပျောက်ွယ်သွားလိမ့်လို့အထင်နဲ့မောင်မစင်းမျက်နှာတော်ကိုမမိတ်မတုံကြည့်လျက်မောင်မစင်းမျက်နှာကဝိခွဲရခတ်နေသည့်အလား တိတ်ဆိတ်နေသည့်တည်တင်ကခဏမှာကြားလိုက်ရတာကငိုတန်းငိုတန်းသည်တန်တယ်မဟုတ် အများကြီးနေသူစီမလဲလာသည်ကြီးသူစီမလဲလာသည်နှစ်ခြေတွယ်လောင်းကလေးငယ်မှတီရင်ဝင်ပိုက်နို့ဆုနေသူထမလာသည်စံဖြူသွားကျိုးတက်ကြီးအိုရီစီမလဲလာသည်โอ้จ้าตีตะยัวลงกะหลูริอกုံงูณีดะลาอ้อมเมยะละอองอินไตอ้าไทงูณีดี သူတို့ငိုတန်းတွေချာမှာ သူဒေါသမောဟတွေခဏတာမြတ်တိတ်ဆိတ်ကုန်၏တရွာလုံးကလူတွေဤအတတ်နဲ့ရင်ပြီးမောင်မစင်းကိုကာကွယ်ပါမည်ဟုအချင်းချင်းကလေးပေးကြတော်လဲသူစိတ်မလျှော့မီအနီးအနားကျွေးရွာတွေကအเจ้าနိုင်ဖုန်ကြီးတွေပါရောက်လာပြီးဝိုင်းဝန်းဖြောင်းဖြားကြသည်သူနောက်မဆုတ်မီမောင်မစင်းလက်ကိုတွင်တွင်ဆွဲထားသည်နောက်ဆုံးသူ့ဘက်ကိုဘက်ငင်းကြခုန်ကြရင်းဖြင့်ဆွဲလာရွယ်လာတွေဖြစ်ကုန်ကြတော့ မောင်ပစင်းကအားလုံးကိုညှိနှိုင်းပြီးသူ့ကိုစကားတခွန်းဆိုသည် မေတော်ကြီးကိုမုန်းလို့အဝေးပြေးတာ ဟုတ်ပါမလားလေဒါပေမဲ့ကြောက်ကြောက်မေတော်ကြီးစိတ်တွေတူရတာဒေါသထွက်ရတာပင်မန်းရတာတွေမြင်တော့ကြုတ်ကိုကြုတ်သားမိုင်းလို့တွေးမိပြီးမေတော်ကြီးနဲ့ဝေးရာကိုနေခဲ့တာပါ ကိုကိုမွေးထားတဲ့အမေပဲလေဘယ်သူက မချစ်ပဲနေမှာတော့ချစ်တာပေါ့မေတော်ကြီးရဲ့ကြုတ်ကောင်းမှုကုသိုလ်လုပ်တိုင်း မေတော်ကြီးနာမည်တက်ပြီးအမြဲတမ်းအမျှဝေပေးနေကြပါအပြစ်ရဲ့လို့လည်းမတင်မိပါဘူးမေတော်ကြီးအတွက်ဆိုခြေတော့တစ်ဖက်တည်းမကဘူးနှစ်ဖက်လုံးဖြတ်ပြီးဆိုရင်တော့ကျုပ်ကကြီးကြီးပြူပြူပေးနိုင်ပါလေအခုမေတော်ကြီးငိုနေတာမြင်တော့ကျုပ်လည်းစိတ်မကောင်းဘူးဒါပေမဲ့ဒီရွာကလူတွေကိုလည်းတနာတယ်မောင်ပစင်းမျက်နာကပြိုတော့မဲ့မိုးလိုညိုလာပြီးမောင်ပစင်းစီမမထင်မှတ်သောစကားကိုကြားတော့သူလည်းငိုရမှရက်မိချေပြီး အဟုတ်မဟုတ်ပါလေစားလို့တန်တရားဖြင့်မော့ကြည့်မိကေအခုတော့မောင်ပစင်းစကားတွေကျွေနေလာပါပြီရောအံ့ဩမှုတွေကြားမှထွက်ထားသည်မြဒေါသတွေတင်ထားသည်မြမောဟတွေကကြက်ပြောက်မှက်ပြောင်းအမောတွေပျောက်ပြီးရှင်လာရသည့်အပြုံးတွေကကြီးကြီးလင်းလင်းမောင်ပစင်းကသူ့ကိုမမုန်းမှုဆိုပါလားဝမ်းသာလိုက်တာမောင်မစင်းရဲ့တပည့်တော်မကိုမမုံမှုဆိုတာနဲ့ကိုတပည့်တော်မတည်ပြော်ပါပြီ ကျင်လက်ပါပြီဖေဟာမောင်ပစင်းပျော်တလောက်တာတဲ့တုံးမာတော့တပည့်တော်မလည်းအိမ်ကိုမပြန်တော့ဘူးကြောင်းမှာပဲတလားကိုးတဲ့နေပြီးမောင်ပစင်းကိုစောက်ရှောက်ပြီးတော့မယ်အခုကြောင်းတင်မွဲအတွက်ငှားထားတဲ့မန္တလေးဇက်တဇက်ဖိုးစာတပည့်တော်မတောင်းဝယူပါရစေရွာသူရွာသားတွေဘက်လှည့်ပြီးအဲ့ဒီလိုပြောမိလိုက်တော့ဟေကနဲ့ဆိုထွက်လာတဲ့အတန်ကအကျယ်ကြီးတကဘာလုံးကလူတွေအကုန်အော်သလားအောင်းမေရတယ် ရုတ်တရက်ဆိုတော့လတ်သွားချင်နောက်တော့လဲជីနူးမိပြန်ပါလေရောဒီသားနဲ့ဒီအမေဘယ်ကွဲနိုင်မှာမို့လဲကိုတတ်နိုင်သမျှလှုပ်ပေးရမှာပေါ့နောက်ပိုင်းမှာရွာကလူတွေကသူ့ကိုဝိုင်းပြောကြတယ်ဒီတကမကြီးစိုးချက်တဲ့ဇေဦးရ2019 April လရွှေအမြုတ်တေလိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ 尼古玛的妈妈，啊罗阿罗，别给阳光洗脚巴子。